ကလျောလူကြီးရောပါကြိုက်တယ်ကျွတ်မြီရဲ့ဝသားအကျွတ်ကျော်လေးကြောစားကြည့်ရအောင်နော်အရင်ဆုံးရေစေးတန့်စင်ထားတဲ့ဝသားအသားကြီးပဲတည်တန့်ကိုရတာတွင်ပါမယ်ချင်းချက်တမျိုးအရေးလေးတွေကိုညှစ်ပြီးတော့ကြာတော့ထည့်ပါမယ်နော်ပြီးတော့ကြာတော့အာတကြားလေးရဲ့ချက်သားမုံလေးရဲ့နနိုးရဲ့စားရဲ့ထည့်ပြီးတော့ကြာတော့တခြားလေးနဲ့ပြပါမယ် နိုင်ဝဲလောက်နှက်ပြီးပြီဆိုရင်တော့အိုးဝတင်ပြီးတော့ကြတော့ဝသားလေးရရေလေးတွေထွက်လာအောင်အရင်မှွေပါမယ်။ပြီးကံမှာလုံးရေလေးထည့်ပါမယ်ရှင်။ရေနှခါလောက်ထည့်ပြီးတော့ကြတော့ကိုလိုချင်တဲ့အသားအနေထားရရင်ချပါမယ်နော်။ပြုတ်ထားတဲ့အသားလေးတွေကိုငရုစုံထဲမှာမမွထောင်းပါမယ်။ဒီလိုဝသားကိုမမွလေးကြော်တာကကလေးလေးအတွက်လည်းအဆင်ပြေသလိုတော်မကောင်းတဲ့လူကြီးအတွက်လည်းအရန်အဆင်ပြေပါတယ် ဥလျာကတော့စီပူပူထဲမှာထည့်ပြီးတော့ကြာတော့ကျွတ်ကျွတ်လေးဖျက်အောင်ကြောပါမယ်အရောင်ရဲလာပြီးတော့ကြာတော့ကိုလိုချင်တဲ့အကျိုးအနေထားရအောင် ချလို့ရပါပြီနော်။ကဲတိန်လုံးကြိုက်မယ်ဝတ်သားအချွတ်ကျော်လေးမို့ကြော်စားကြည့်ကြပါအောင်နော်။